โอเคအားလုံးပဲမင်္ဂလာပါเนาะဟုတ်ပြီကျွန်တော်တို့အမ်ဖန်ဆင်းခြင်းရှိမရှိဆိုတော့ကိစ္စနဲ့ပတ်သက်ပြီးလူတစ်ယောက်ကမေးထားတာရှိတယ်အဲပြီးကြတော့ဒီလူတစ်ယောက်မှမဟုတ်ဘူးပေါ့เนาะဖန်ဆင်းခြင်းကိုမယုံကြည်တဲ့လူတွေထဲမှာတကယ်မိုက်ရိုင်းနဲ့မမရိုင်းရိုင်းပြောစကားတွေဖရာတရားလုံးဝစော်ကားတဲ့ပြောစကားတွေရှိတယ်ဟုတ်ပြီအဲဒါလေးအဲ့စကားတွေမပြောခင်ပါတော့လူတယောက်ကမိခုမေးထားတာလေးကိုကျွန်တော်တို့အရင်နားထောင်ကြည့်အောင်နော် အဲ့ဒီတစ်ခုလုံးနဲ့တက်ရှိတက်တော်အလုံးကိုဒါဖန်ဆင်းခြင်းကဖန်ဆင်းလိုက်တယ်လို့ဆိုကြတဲ့လူတွေကျွန်တော်မေးချင်တယ်ခင်ဗျားတို့နံပါတ်1အနေနဲ့ယေဟောဗာကဖန်ဆင်းလိုက်တာလားအလာကဖန်ဆင်းလိုက်တာလားယေရှုကဖန်ဆင်းလိုက်တာလားဗြဟ္မာကြီးကဖန်ဆင်းလိုက်တာလားခင်ဗျားတို့ဖြေရှားပြီးကြုတ်ကိုလာပြောနံပါတ်1ဖန်ဆင်းခြင်းနဲ့မဖန်ဆင်းခြင်းတုန်းကကျုပ်တို့ဘယ်ဘုံဘဝမှာရောက်နေတာတကယ်တော့မဖန်ဆင်းခဲ့သူတို့ကမဖန်ဆင်းခဲ့ဘူးဆိုရင်ပေါ့ကျုပ်တို့ကသေခြင်းလည်းမရှိဘူးအိုခြင်းလည်းမရှိဘူး ဒီဒုက္ခတွေလည်းမရှိဘူးဒီဘဝမှာကျွန်တော်တို့လုံးဝငြင်းငြင်းချမ်းချမ်းနေရမှာနေနေရမှာဘာအကြောင်းမလို့ဖန်ဆင်းလိုက်တာလဲနံပါတ်၃ချက်သူတို့ကိုသူတို့မြင့်တာရှင်ကြီးတွေလို့ပြောကြတယ်လောကကိုဖန်ဆင်းပြီးတော့လောကရဲ့ဂျေဇုရှင်တွေလို့ပြောကြတယ်ဒါသူ့ကိုသူတို့ဖန်ဆင်းပေးလိုက်တဲ့လူတွေတောင်သူ့ကိုယုံကြည်အောင်မစည်းအောင်မသိမ့်တွင်းနိုင်ဘူးတယ်ဗျာအစွမ်းအစကနဲလိုက်တာကဲနောက်ပြီးရင်မြင့်တာရှင်ကြီးလို့ပြောတယ်နော်အဲကျွန်တော်ပြောမယ် သူ့ကိုမယုံကြည်တာနဲ့သူ့ဖြစ်တည်မှုကိုသူဖန်ဆင်းတာကိုလက်မခံဘူးအဲ့ဒါကိုသူ့ကိုမယုံကြည်ပါဘူးဆိုတာနဲ့ကျွန်တော်တို့ကိုငရဲပုံမယ်တဲ့ကျွန်တော်တို့ကိုပို့ငရဲဆိုတာယူလဲဖန်ဆင်းပလိုက်တယ်ကဲအဲ့ဒါမြစ်တာရှင်လားအာနာရှင်လားတုံးတက်ကြည့်ဟုတ်ပြီ ဲ့တော့ဒီတယောက်ကမေးခွန်းမေးထားတာလည်းအလုံးကြားပြီးသွားပြီပေါ့နော်အော်ဘေးကခရစ်ဆီယာတော့ခရီးယန်ဆီယာပါသူကတော့သူပြန်ဖြေထားတာကိုတော့ကျွန်တော်မပြောဘူးအဲကျွန်တော်ဗီဒီယိုတော်တော်လေးပဲတင်လို့ရလို့ပေါ့နော်အဟိုတယောက်မေးတဲ့ဗီဒီယိုကလည်းဘယ်နောက်မှရှိလဲကျွန်တော်မသိလို့ပေါ့နော်အဲ့ဒါနဲ့တွေ့ရီဗီယိုထည့်ရပြီးကောက်ပြီးတင်လာရတာ ဖြစ်ပါတယ်เนาะအလုံးတောင်းပါတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်ကဖန်ဆင်းရှင်ရှိတယ်ဆိုတော့ခေါင်းစဉ်မှာတက်ထားတဲ့အတိုင်းအဲတလောကလုံးကတက်တည်ပြတယ်ဆိုတဲ့အချက်လေးကိုကျွန်တော်ကလာပြောသွားမှာဖြစ်တယ်။အဲဒီအချက်ကတော့အချက်ကြီးအနေနဲ့တစ်ချက်ကိုပဲပြောမှာဖြစ်တယ်เนาะ။အဲ့ဒါကတော့လူတွေဖြစ်တယ်ပေါ့။ဟုတ်ပြီဒါလေးမပြောခင်မှာအဲကျွန်တော်တောင်းနားလေလို့ရအောင်ဒီအဖြစ်နားလေရနားလေလို့ရအောင်ဖန်ဆင်းရှင်ရှိတဲ့ အဲလို့လက်ခံယုံကြည်တဲ့လူနဲ့ဖန်ဆင်းခြင်းမရှိဘူးလို့လက်ခံယုံကြည်တဲ့လူတွေကြားထဲမှာလုံးဝအချက်အချင်းချင်းတစ်ချက်ကွာခြားတဲ့ဟာကိုပြောပြမယ်ကျွန်တော်အဲ့ဒီအချက်ကနေပြောတော့မှာဖြစ်လို့ဖြစ်တယ်အဲ့ဒါကဘာလဲဆိုရင်ဒါအယူဝါဒပိုင်းဆိုင်ရာလို့ပဲပြောပြောယုံကြည်ခံယုံမှုလို့ပဲပြောပြောပေါ့နော်ပြောလို့ရတဲ့အရာလေးပေါ့အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ဖန်ဆင်းခြင်းရှိတဲ့လူတွေကကျတော့အစော်ဒီဖန်ဆင်းခြင်းရှိတယ်လို့ယုံကြည်တဲ့လူတွေကကျွန်တော်တို့ဒီဘဝကနေတည်ပြီးတမနုံဘဝကိုကူးဖို့အတွက်ရန်ကူးဖို့အတွက်က ဒီတမလွန်မှာကောင်းတဲ့နေရာလားအလေလက်နေရာလားအဟိုမဆိုးတဲ့နေရာငရဲပြီးတို့လားအဲဒီလိုသွားဖို့ကိုဖန်ဆင်းရှင်ကနေမှာအပြစ်ပေးပြီးစီမံပြန်စီမံမှာပေါ့နော်သူကတရားသူကြီးဖြစ်တယ်ဆိုတဲ့သဘောတရားနဲ့သွားတယ်ဟုတ်ပြီဖန်ဆင်းရှင်မရှိဘူးလို့ယုံကြည်တဲ့လူတွေကကြတော့သူတို့ကဒီတေလွန်ပြီးသွားရင်အဲတချို့လူနေစုကျွန်တော်အတိပူတာတော့ဘယ်လိုဖြစ်လဲဆိုရင်ဒီဘဝနဲ့ပဲပြီးသွားပြီး ကုံသွားရင်မရှိတော့ဘူးပေါ့နော်အဲအဲ့လိုလိုယုံကြည်ကြတယ်အဲဒါမဲ့တချို့တော်တော်များများကျွန်တော်ထပ်ထွေပူးတဲ့လူတွေမှာပါဖြစ်လဲဆိုရင်အာကိုကောင်းမှုလုပ်ခဲ့တဲ့အရာတွေကြောင့်ကောင်းရာရောက်မယ်ဆိုတဲ့ အရာလုပ်ခဲ့ပြောင်းဆိုးဆိုးတဲ့နေရာရောက်မယ်အကောင်းတဲ့နေရာအောင်ရောက်တဲ့အောင်မှဆိုးတဲ့အရာတွေကလုတ်ခဲ့ပုံရအဲကောင်းတဲ့နေရာမှာပါလာပြီးပတ်သက်ဆက်နွယ်ပြီးအဆိုးလေးဂျုံရတာမျိုးတွေတော့ရှိကောင်းရှိနေတယ်အဓိကတော့ကိုကပဲကို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 ပြန်စီမံနေတယ်အကိုကိုကားကိုကိုမောင်းပြီးကိုသွားနေတယ်ဆိုရဲသဘောတရားပေါ့နော်ဒါအတူချုံနားလေအောင်ပြောပြတာပါအဓိကတော့တမလွန်ဘောအတွက်ကို ဖရားရဲ့စီမံမှုအောက်ကနေသွားရတယ်အဲတမလွန်ဘွားကိုဖရားရဲ့စီမံမှုအောက်ကနေမသွားရဘူးဆိုမှဒီဖန်ဆင်းရင်ရှိချင်းနဲ့မရှိချင်းကဒီနေရာမှာအထူးသဖြင့်ကြွားသွားတယ်ပေါ့နော်အဲအဲ့ဒီချက်ကိုကျွန်တော်ယူသုံးပြီးပြောတော့မှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့လောကကြီးမှာကြည့်ကြည့်လိုက်ပါလောကကြီးမှာကျွန်တော်တို့လူတစ်ယောက်ကကိုယ်စီကိုရိုက်တယ်တတ်တယ်နှက်တယ်အမရင်းကျင်းသွားတယ်အမျိုးစုံပေါ့နော်ခိုးသွားတယ်လိန်သွားတယ်ဒါတွေအားလုံးကိုကျွန်တော်တို့ဟာ तू လူ तू လိန်သွားတယ် ူလိန်နဲ့ဟာသူ့ကိုသူထောင်ထဲရောက်သွားမှာဆိုပြီးတော့မှသူ့သူ့သူ့ကားနဲ့သူမောင်းပြီးသူ့အချင်းနဲ့သူပေါ့နော်တနည်းအားဖြင့်ထောင်ထဲသွားမယ်ဆိုတဲ့လူရှိဘူးဗျနော်တကယ်အဲ့ဒါဘာဖြစ်နေလဲဆိုတော့ဟိုဗါလေဒီတခိုးတွေအဲဒီလူမိုက်တွေဒါမရင်းကောင်တွေအမျိုးစုံပေါ့နော်ဒီလူတွေကကျော်ဖမ်းနေလူဆိုတတ်တတ်ရှိရတယ်နော်ဥပဒေတော့ရှိတယ်ဖမ်းတဲ့လူမရှိရင်လည်းဘယ်သူမှဥပဒေကိုအဲ့လိုမျိုးဟိုဂူးမဆိုင်ကြဘူးနော်မကြောက်ဘူး အဲဒါမဲ့ဥပဒေအတိုင်းပေါ့နော်ကျွန်တော်တို့ဒီလူတွေပြန်ဖန်စီပြီးတော့အေးယူမဲ့ဥမာရဲတို့အစစ်တပ်တို့တပ်မတော်တို့ဆိုတာရှိရတယ်နော်အာအဲ့ဒီကကြကျွန်တော်တို့ကပါပြောဒီဥပဒေဥပဒေကြဲကြဲကင်လို့မရဘူးဘူးမှအမှတခိုးတို့တမရတို့ဆိုတာဥပဒေယူဆိုင်တာမဟုတ်ဘူးမရင်းကောင်းလို့ဆိုတာဥပဒေယူဆိုင်တာမဟုတ်အဲ့တော့တို့ကဘာလုပ်မလဲဆိုရင်အဲတို့ကိုအေးယူဖို့ဆိုတာခုနကဥပဒေရှိရမယ်အပြင်ကျွန်တော်တို့ကလည်းတို့ဖန်စီပေးတဲ့သူဆိုတာရှိရတယ် နော်သူတို့ဖန်ဆီးပေးတယ်မှာတရားရုံးကနေအဲတရားချမှတ်ပြီးတော့မှာသူတို့ကိုတရားစီရင်ပြီးအပြစ်ပေးတယ်အာဒါမျိုးရှိရတယ်နော်အဲ့တော့ဒါကမြန်မာတိုင်းနိုင်ငံမှာမဟုတ်ဘူးတလောကလုံးကလူသားတွေအားလုံးကဒီစနစ်ကိုပဲအာဒါကျင့်သုံးနေကြတာဖြစ်တယ်ဒီရဲ့စနစ်နဲ့ဒီရဲ့ခံယူမှုတွေယုံကြည်မှုတွေလောက်ဆောင်ချက်တွေကဖန်ဆင်းရှင်အယူဝါဒတာဖြစ်တယ်နော်တကယ်လို့ဖန်ဆင်းရှင် မရှိဘူးလို့ပြောနေရင်လက်ခံထားတဲ့လူတွေကဘာကိုလို့တင်တယ်လဲဆိုရင် မတခိုးခိုးတယ်ဆိုရင်တရားမစွဲနဲ့ရဲလည်းမတိုင်နဲ့အဲကျွန်တော်စစ်တက်ကိုလည်းသွားအကြောင်းမကြားနဲ့တခိုးမတင်းကောင်ဆိုရင်လည်းသွားမပြောနဲ့ဩလမ်းနေကြည့်တယ်သူများသားသမီးမတင်းချင်နေတယ်ဩသူ့ပြစ်နေသူခံရမှာပါသူ့ကိုသူထောင်တယောက်သွားမှာပါဒါလို့ခံယူနိုင်လားမဖန်ဆင်းရင်မရှိဘူးလို့ပြောရင်ဘယ်သူမှလက်မခံနိုင်ပါဘူးเนาะအားလုံးကเนาะဖန်ဆင်းရင်မရှိဘူးဆိုတဲ့လူတွေကိုပိုင်ပင်နေဟာမရအောင်မခံနိုင်ဘူး ကဲမယ်ထုတ်မယ်ရဲတိုက်မယ်အာအမြဲပေါ့နော်ဒီလိုမျိုးတွေလာတယ်လက်ရှိကိုကိုရိုင်ကအဲ့မှာမရင်းချင်းနေတဲ့မိန်းကလေးတယောက်ကိုလူတယောက်မရင်းချင်းနေကို့မှာယောက်ျားအားကောင်းမောင်းတဲ့၃ယောက်လောက်ကမြင်နေတယ်အတူပြင်းနေသူခံရမှာပါဆိုမှသွားမလို့ဘူးသွားကဲတယ်ဖန်ဆင်းရှင်ကိုမယုံတဲ့လူတွေပင်လင်းကိုအဲ့ကောင်မလေးကိုသွားကဲမှာနော်မရင်းကောင်ကသူ့ကိုသူထောင်းနေရောက်သွားမှာပေါ့မလို့ဘူးဖမ်းမှာနော်ဖမ်းပြီးတော့မှရဲလက်ကိုအပ်မယ်တရားရုံးကနေမှစီမံချက်တွေချပြီးတော့မှအထောင်လေးပို့မယ် နော်နောက်ဆုံးအခက်မသိရင်ဘလောက်ဆိုးထားလဲမသိတော့တေးတဲ့အောင်ကြောင်ရောက်သွားနိုင်တယ်အဲဒါမှထားလိုက်ပါအဲ့ဒါကဖန်ဆင်းရှင်ကိုယုံကြည်တဲ့လူတွေရဲ့အယူဝါဒနော်ဟုတ်ပြီဖန်ဆင်းရှင်ကိုအဲခုနပြောသလိုမရှိဘူးလို့လက်ခံတဲ့လူတွေကကျွန်တော်ခုနပြောနေတဲ့တရားရေးရာမှာကျင့်သုံးတဲ့အရာတွေတကုတ်တမရတွေကိုမဖမ်းနဲ့မစီးနဲ့မတိုင်နဲ့လုပ်လို့ရတာမရပါဘူးနော်မရပါဘူးဒါကြောင့်မို့ဒီလောကကြီးတစ်ခုလုံးမှာလောက် ကန်နှုတ်ရှားနေတဲ့အရာတွေအားလုံးနောက်တဲ့ကျွန်တော်ဥမာစားတော့ဆိုင်မှာလှုပ်လို့တယ်ထားကျွန်တော်တို့အလုပ်တွေစူးစားပန်းစားလုပ်တယ်အေးငါစူးစားလို့ငါရတာတခုတော့မှန်တယ်နော်အမှန်တည်းနှစ်လောက်တော့မှန်နေဆိုပေမဲ့တတိယစောက်ချင်းပုတ်တဲ့တတိယဖြစ်နေလို့ကဲနောက်ဆိုခုနလိုပေါ့နော်ဥပဒေမလည်းမပါဘူးကိုလောက်တာကိုခံရတော့မယ်ဘယ်သူမှကိုလာမဖမ်းကြည့်ဆိုရင်ဒီတတိယကိုကိုလာခါမပေးနေရောကဲဘယ်လိုလုပ်မလဲမတတိယမှာ စစ်ဟိုဗါလဲထားပါအခုစစ်တက် တော့မဟုတ်ဘူးဘယ်လိုပြောမလဲအရင်ခစ်စတိုင်နဲ့ပြောမယ်တထေးမှာသူ့ရဲ့လူတွေရှိတယ်အလူမိုက်တွေရှိမယ်အလုတ်တော့အလုတ်တော့မာကတထေးတက်လုပေးလာခါမပေးအောင်မင်းပါဖြစ်ချင်လည်းမမပေးဘူးကွာအဲဥမာပေါ့နော်ရမလားအတင်းသွားတောင်းရင်တချို့ကျွန်တော်ဒါအတေတော့အတက်တော့ခံရမလားမသိဘူးရိုက်တော့ခံရမလားမသိဘူးဥမာပေါ့နော်တကယ်လို့မှကျွန်တော်တို့ဒါတရားဥပဒေတွေမရှိခဲ့ဘူးရဲတွေတပ်မတော်တွေဒါမရှိခဲ့ဘူးဆိုဘယ်လိုဖြစ်သွားမလဲဆိုတဲ့အနေအထားတစ်ခုကိုပြောပြရတယ်အဲ့တော့ကျွန်တော်တို့ ကဘာကြီးတစ်ခုလုံးငါပင်နေဖန်ဆင်းရှင်ကမယုံကြည်ဘူးဆိုတဲ့လူတွေကိုတိုင်ကိုကဖန်ဆင်းရှင်ရှိကြောင်းတလူနည်းနဲ့တက်တည်ပြနေတာဖြစ်တယ်ဟုတ်တယ်နော်ခုနပြောနေတဲ့အလုတ်ကမားနဲ့အလုတ်ကိစ္စမှာပြကိုလုတ်လို့ကိုရတယ်ဆိုမှကိုလုတ်ရတဲ့အပေါ်မှာတထေးကလခနဲ့တတ်မှတ်ပြီးပေးတယ်ဆိုတာထက်ရှိတယ်ငါအလုတ်လုတ်တယ်ငါ့ကိုဘယ်သူမှပတ်ဆံမပေးဘူးပတ်ဆံကငါအနေနဲ့ငါလုတ်လို့အထဲကိုဝင်လာတယ်ဆိုတာမျိုးမရှိပါဘူး ဲ့လိုလုံးဝလောကလောကမှာမရှိဘူးတတိယပြန်လဲစီမံမိသူ့ကိုလခါလျှော့တင်လားမလျှော့တင်လားထတ်တိုးတင်လားမတိုးတင်သလားဆိုတာကမှအစဒီလောက်ထိူသွားရတာဖြစ်တယ်ပေါ့နော်အဲနှုတ်နှစ်ဖက်လက်ခုဆိုရင်နှစ်ဖက်ဒီမှာမြည်တယ်ဆိုတဲ့စကလုံးတိုင်းပဲပေါ့နော်အဲထားပါတော့နော်ဒါဖန်ဆင်းရင်ရှိကြအောင်ညင်းလို့မရတဲ့အကြောင်းအများကြီးတွေထဲကနေမှတစ်ချက်ကိုလာပြောတာပါဖန်ဆင်းရင်မရှိဘူးဆိုမှအသေးတန်ဟိုဟိုရိုင်းရိုင်းဆန်းဆန်းပြောချင်တဲ့အုပ်စုကိုပြောတာပေါ့နော်အုပ်စုတွေခင်ဗျားတို့ဟိုဟာဖြစ်တယ်ဆိုရင်လည်းဖန်ဆင်းရှင် မရှိတဲ့အယူဝါဒကိုသုံးပါရေးလည်းမတိုင်နဲ့ရေးလည်းမထားနဲ့တော်မလို့လည်းမသွားနဲ့เนาะသူများကိုယ်ကိုမတိန်ချင်မဲကိုယ်ကိုတတ်မဲဆိုရင်တော့အတူတူခနဲ့သူရောက်မှာပါခဏလိုက်တော့ဆုံးပြောပြတာပါအဲ့တော့လူလောကမှာယဉ်ကျေးတဲ့လူနဲ့မယိုင်းတဲ့လူဆိုတာရှိတယ်ဖန်ဆင်းရှင်ကိုမယုံကြည်မဲယဉ်ကျေးတဲ့လူတွေကတတ်တတ်ကိုရှိတယ်သူတို့တော့ကျွန်တော်မပြောပါဘူးမယိုင်းနေတဲ့လူတွေတို့ကိုပဲအဖြေကိုပေးတာပါဟုတ်ကဲ့အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ